ားတာပါเนาะချိန်လိုက်တော့ငဖယ်ချင်းနဲ့တူတယ်เนาะဒါတော့ဂျင်းကြက်သွင်ဖြူကြက်သွင်နီတံပြာတီစာစာကြတော့လည်းဖက်စားစွန်းတဝက်ပဲထင်ပါပါဒီဘက်ကတော့ကြက်သားမုံလေးဖြစ်ပါတယ်ဒါလေးကတော့ငရုကောင်းပူလေးဖြစ်ပါတယ်ခင်ပြားရီပြားရက်ဒီအဖုံးအဖုံးပိတ်ကလေးပါเนาะပလင်းအဖုံးပိတ်လေးနဲ့တဖုံးပြားရီပြားရီเนาะ ြစ်ဖြစ်အပေါ်လေးကနေဆန်းလိုက်မယ်โอเคအဲ့ဒါဆိုရင်တော့ကောင်းတဲ့အရသားလေးဖြစ်ပါတယ် very good မင်္ဂလာပါရပြီကြက်ကင်းရပါပြီခင်ဗျာအဲဖန်နဲ့กินထားတာပါအဲ့လိုအတုံးတုံးလေးတွေကိုတန်လုတ်ထားလို့ရပါတယ်โอเค အဲ့ဒါဆိုရင်ကြက်ကင်ရအောင်ပါပြီအဒီလိုကြက်ကင်လေးတွေစားမယ်ထမင်းရတော့ဒါကျွန်တော်ရဲ့ညစာပေါ့နော်ထမင်းရဒီလောက်ပဲစားပါတယ်လက်သီးဆုပ်လက်သီးဆုပ်စုပ်စားလောက်ပဲစားဖြစ်တယ်ပေါ့လေအဲ့တော့ဒီလိုပုံစံပြောချင်တာလေးက message ပေးချင်တာဒီလိုပုံစံမျိုးလေးကြက်ကြက်သားကိုရင်မုံသားကိုကြိတ်မယ်ကြိတ်ပြီးတော့ဂျင်းကြက်သွင်းမျိုးကြက်သွင်းနေနေနဲ့ငရုတ်ကောင်းနေပြားရီလိုထည့်ပြီးတော့နှဲ့ပြီးတော့ကင်မယ်ဆိုလို့ရှိရင်နံပါတ်1နံပါတ်1ဘာကောင်းလဲဆိုတော့သွားနာတက်တာမယ်နံပါတ်2နော်အချင်းကုံတက်တာမယ် ။ဘာဖြစ်လို့လဲဆိုတော့ तू อ่ะကြိတ်လိုက်တဲ့ကောင်နူးညံ့မှုဖြစ်သွားတာလေ။အားကြောင့်မင်းမြန်စားလို့အချိန်အချိန်ကုန်သက်သားတယ်ပေါ့နော်။အဲဒီတော့ဒီနူးညံ့သွားတဲ့ခါကျတော့ဟိုအရန်ဟိုပျော့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 ပြီးလို့နူးညံ့သွားတဲ့ခါကျတော့စိုင်းတန်ချက်လို့ကလည်းမြန်တာပေါ့ဗျာ။အဲမကြားတော့ကျွန်တော်ရဲ့စက်သားခင်ဖြစ်ပါတယ်။ Okay လှုပ်ရှားကြည့်နော်။အခုကြက်သားခင်ရတဲ့အကြောင်းအရာအဲ့ဒါကြောင့်ပြိုင်ပွဲဝင်တဲ့ညီငယ်လေးတွေဆိုရင်အထူးတင့်တော်ပါတယ်လို့ကျွန်တော်ကတော့အကြံဉာဏ်လေးပေးချင်ပါတယ် ဝိလောသမိုင်းလည်းထုံလို့ဆိုပါပဲကိုယ့်ရဲ့တရက်တာစားမဲ့ဟာလေးကိုဒီပုံစံလေးกินပြီးတော့အဲ20သားဆိုလည်း20သားပေါ့နော်15ချက်သားဆိုစသဖြင့်အတိုင်းရေမုံသားကြီးပဲလေအဲ့ဒီပုံစံလေးကိုအဲကြိတ်ပြီးတော့กินလို့ရှိရင်စားရတာနူးညံ့မှုရှိပါတယ်မရိုးသွားဘူးပေါ့နော်တခါတခါကြာလဲချက်သားကိုပြုတ်လိုက်ပြုတ်ပြီးတော့အဲအချင်းလေးနဲ့တုံဆိုင်နေအဆင်ပြေပါတယ် Okay လိုက်လို့ကြည့်နော်ဟင်းပန်းဘယ်ကွ ောင်းပါကောင်းအရင်မောရတော့ဦးပါကမလုံးကြသားလုံးယုံကက်ကက်စားနေရတာတွားကြထူရတာနဲ့တွားရင်နာလာတော့လေအမျိုးကောင်းပြိုက်လေးနည်းနည်းထက်လိုက်တဲ့အတွက်မှွေးလဲမှွေးသွားတာပေါ့နော်အများကြီးတော့မရဘူးနော်နည်းနည်းပဲထက်ရမှာပေါ့ ချုံမုံစားပြားလေးနည်းနည်းလေးထက်လာအဖုံးလေးနဲ့50သားဆိုရင်တဖုံးလောက်ဆိုအဆင်ပြေအဲ့လိုနှဲနှဲกินလိုက် very good အောင်းမှာ